အမေရိကန်တမရဂရောမဲလန်ဒီယာထရန်မှာရုရှားထိန်းသိမ်းမှုအောက်ကယူကရိန်းကလေးငယ်ရှစ်ဦးကိုမိသားစုများတန်ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်းကြောင့်ခီချူမှုများရရှိပေမဲ့သူမရဲ့စကားအတုံးအနှုံးနဲ့ပါဝင်ပတ်သက်ပုံအပေါ်စိုးရိမ်မှုများထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်တရပတ်ကတမနာဂရောဟာရုရှားမှာရောက်ရှိနေတဲ့ယူကရိန်းကလေးငယ်များဟာရှေ့တန်းတိုက်ပွဲကြောင့်ရုရှားဖက်ဒရေးရှင်းကိုနေရာရွှေ့ပြောင်းခံရတာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ ီလိုဖော်ပြခဲ့တာဟာမော်စကိုရဲ့တိုက်ခိုက်ဖမ်းဆီးမှုများကိုဖုံးကွယ်ရရောက်တယ်လို့ကလေးအခွင့်ရေးဆိုင်ရာလှူရှားသူများကဝေဖန်နေကြပါတယ်။ရေး Humanitarian Research Lab ရဲ့အမှုတော် Director Mr. Nathanie ရဲ့ရေးမွန်ကတော့စကလုံးတိုင်းမှာအရေးပါပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ရုရှားဟာကလေးမြေတောင်းတဲ့ခြေကိုဆေးရစုမှုမြောက်အောင်ဖမ်းဆီးသွားတာဖြစ်ပြီးစစ်ပွဲအသွင်ပြောင်းဆုံးသွားတာမဟုတ်ဘူးလို့သူကထုတ်ပြပါတယ်။ ၎င်းတို့ရဲ့အဆိုအရခလင်းငယ်များစွာကိုစစ်အခြေစိုက်ခန်းများမိဘငယ်အပေါင်းများနဲ့စခန်းပေါင်း2030မှာရရှားလိုလာတဲ့ပညာရေးများပေးပြီးစစ်မှုထမ်းရန် လေ့ကျင့်ပေးနေလေလို့သိရပါဗျ။ယူကရိန်းဆိုင်ရာအမေရိကန်တန်အမဟောင်းမစ္စတာဘူတေလာကလည်းခလင်းများပြန်လာတာကိုကြိုဆိုပေမဲ့ရရှားသမ္မတဗလာဒီမာပူတင်ဟာဒီကိစ္စကိုအမေရိကန် ထိပ်တန်းအစစ်နဲ့တိုက်ရိုက်ဆက်သွယ်ပြီးသူ့အပေါ်တရန်နုမီတာစုပို့မှုစာနာမှုရှိလာစေဖို့ ကျိုးပန်းနေတာထင်နိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။တမရဒေါ်နယ်ထရမ့်ကိုတိုင်ကလည်းပြန်ပေးဆွဲခံရတဲ့ခလီအရေးအသွားဟာကိန်းကနန်ကွဲပြားနေပြီးဘသူမှတိတိကျကျမသိဘူးလို့ပြောဆိုခဲ့ပါတယ်။ယူကရိန်းတမရဗိုလိုဒီမာဇလန်စကီကတော့တမရကတော်ရဲ့ကျိုးပန်းမှုကိုတိတ်ဆိတ်စွာကောင်းကြီးထောက်ခံခဲ့ပါတယ်။လက်ရှိမှာတော့ယူကရိန်းဘက်နဲ့အမေရိကန်လွှတ်တော်အမတ်များကကလေးငယ်များပြန်လည်ပို့ဆောင်ရေးကို ငင်းချင်ရေးဆွေးနွေးပွဲရဲ့အဓိကလိုကက်ချက်အဖြစ်သတ်မှတ်ဖို့ဆက်လက်ဖိအားပေးနေကြပါတယ်။အဖွဲ့အစည်းများကတော့ရှစ်ဦးပြန်လာတာကိုအရေးကြီးတဲ့ပထမအခြေလမ်းအဖြစ်မြင်ပြီးကလေးငယ်1900ခန့်လုံးပြန်လာရေးအတွက်ဆက်လက်စူးစမ်းဖို့သမရကတော်ကိုတိုက်တွန်းထားပါတယ်။